အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်နေတဲ့ချိန်မှာအီရန်တို့ကဘာကြောင့်ဒုံးကျည်တွေကိုအဆက်မပြတ်ပြန်ပစ်နေလိုက်ရတာလဲ။ဒါလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။အစ္စရေးကအီရန်တို့ရဲ့ဒုံးကျည်ပစ်ဆင်မြောင်းများကိုဖျက်ဆီးခဲ့တယ်လို့ပြောနေသေးတယ်။အီရန်ကတော့ဇက်တိုက်ဖြစ်နေတော့ပဲဖြစ်ပါလိမ့်။ဒါဆိုရင်အစ္စရေးဖြစ်တဲ့နေရာကမှားရွံ့တာလား။အီရန်ကပဲဘယ်နေရာမှာသိမ်းဆည်းထားတာလဲ။ဒါကလည်းစဉ်းစားရမယ့်အချက်ဖြစ်ပါလိမ့်။ အီရန်ဟာဒုံးကျည်ထိပ်မိမျိုးစုံနဲ့အကွာအဝေးမျိုးမျိုးရောက်ရှိနိုင်တဲ့ပယ်ထိန်ဒုံးကျည်အစင်း2000ခန်းလက်ရှိပလီပကောက်ကိုစတင်စေခဲ့တယ်လို့အစ္စရေးကောက်ွယ်ရေးတပ်ဖွဲ့ရဲ့အကဲဖြတ်ချက်မှာဖော်ပြထားပါတယ်။ဒုံးကျည်ရာနဲ့ချီပြစ်လူမှုကတစ်ဆင့်အစ္စရေးပိုင်နယ်ကိုချိန်ချောက်ခဲ့ပါတယ်။အီရန်ဟာနှစ်ပေါင်း20ကျော်မြားနိုင်ငံသားမိပညာတွေကိုလေ့လာပြီးပုံတို့ကူးနိုင်တဲ့ခင်မီပြည်တွင်းကောက်ွယ်ရေးနယ်ပယ်ကိုတည်ဆောက်နိုင်ခဲ့ပါတယ်။လက်နက်တွေကိုယ်တိုင်ထုတ်လုပ်ခြင်းနဲ့ဒုံးကျည်နဲ့ဒုံးပစ်စင်မျိုးစားများစွာထုတ်လုပ်ခြင်းဆိုတဲ့ကဏ္ဍသုံးခုကိုအလေးထားခဲ့ပါတယ် အီရန်ဒေါ်လာရေးအဆုံးတဲ့ IRGC နဲ့အီရန်စစ်တပ်ဟာတိုက်ခိုက်မှုတစ်ခုတွင်အလွယ်တကူမဖြတ်စည်းနိုင်တဲ့လက်နက်တိုက်တိုက်ဆောင်ရမှာအလွန်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။အထူးသဖြင့်အီရန်အီရန်နဲ့ယင်မင်ကဲ့သို့ဝေးလံခုံပြတဲ့နေရာတွေကိုပြစ်ခတ်တိုက်ခိုက်နိုင်တဲ့အစ္စရေးစစ်တပ်နဲ့လေတပ်စွန်းကြီးကိုစောင့်ကြည့်ပြီးတော့အီရန်ဟာ DNA တွေကနေလွတ်မြောက်ဖို့လက်နက်တွေ drone တွေနဲ့ဒုံးပစ်စင်တွေထုတ်လုပ်တိုက်ဆောင်ခြင်းကိုအလေးထားခဲ့ပါတယ်။ဒါကြောင့်အီရန်ဟာလေကြောင်းတိုက်ခိုက်မှုကိုကာကွယ်နိုင်ဖို့ရည်ရွယ်ပြီးပြည်တွင်းထုတ်ကာကွယ်ရေးစနစ်တွေ အာရှထုတ်စနစ်တည်နေရုရှားရဲ့ S300 ဒုံးကျည်ကာကွယ်စနစ်တွေပါဝင်၎င်းရဲ့ပိုင်နယ်တလောမှာလေကြောင်းကာကွယ်စနစ်များစွာဖြန့်ကျက်ခဲ့ပါလိမ့်အီရန်ကထိုင်ချတာတဲ့ဒုံးပစ်လောင်ချာတွေရွေရှားလောင်ချာတွေနဲ့မြေအောက်လောင်ချာဆိုတဲ့ပယ်ထိန်ဒုံးကျည်ပစ်လောင်ချာစနစ်၃မျိုးသုံးနေပါလိမ့်အထိုင်ချလောင်ချာတွေဟာမြေပြင်ထက်မှာအသေးထားရှိတဲ့ဒုံးပစ်လောင်ချာဖြစ်ပြီးအထူးသဖြင့်ဂျိုရုပုံရိပ်ကတစဉ်စောင့်ကြည့်ပြတ်မှတ်ထားဖို့ပိုးလွယ်ကူပါတယ် ရွေရှားလောင်ချာတွေကိုပုံဖြတ်ထားတဲ့တွဲရည်တွေပေါ်မှာတင်ထားပြီးတော့ခြေရာမခံမိစေဖို့မကြာခဏရွှေပြောင်းပေးရပါတယ်။တချို့ရွေရှားလောင်ချာတွေကိုမြို့တွင်းသို့မဟုတ်ဝေးလံခုံတည်တဲ့နေရာတွေမှာဖွက်ထားကြပါတယ်။တချို့ကိုရေးပေါ်အခြေအနေတွင်တက်ဖြတ်ထားပါတယ်။မြောက်လောင်ချာတွေကမြောက်ကိုရီးယားနဲ့အယ်လ်ကိုင်ဒါတို့အသုံးပြုတဲ့စနစ်တွေခြေခံတည်ထွင်ထားပါတယ်။အီရာဟာဒုံးကြီးတွေကိုတဲပို့ခြင်းကြီးဖြစ်ခြင်းလောင်စာဖြစ်ခြင်းဖြစ်လွတ်ခြင်းအစရှိတဲ့ဒုံးစစ်စင်ရဲ့ဒီကုလုံးလုံနိုင်တဲ့ကြီးမားတဲ့မြေအောက်အဆောက်အဦကြီးတွေကိုတိစောက်ထားပါတယ် အီရန်ဟာအစ္စရေးသမဂ္ဂအနီးအနားမှာရှိတဲ့ပင်လယ်ကွေ့နိုင်ငံတွေရဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်ဖို့ရည်ရွယ်ပြီးမေအောက်တုံးကြီးစခန်းတွေကိုလူသိရှင်ကြားထုတ်ပြန်ပြခဲ့ပါလေ။အီရန်ကကွေ့စမစ်ရှိအားနဲ့ချက်ကတော့ဘိုဟုတ်ကဲထင်းချုံမိန်ပေးနေပုံပါ။အစ္စရေးထောက်လှမ်ရေးဘွဲ့အစိုးရနယ်မြေကတမှုတွေဟာရေးပေါ်ချီနေမှာလွတ်လပ်စွာဆုံးဖြတ်နိုင်တဲ့အခွင့်အာဏာမရှိဘူးဆိုပါလေ။ဒါကြောင့်အရေးပါတဲ့အီရန်ယာရှိတွေကိုပြစ်မှတ်ထားလုံခြံတပ်ဖြတ်ခံရပြီးနောက်အခြေအနေတွေရှုပ်ထွေးနေပြီးအမိန့်ညွှန်ကြားချက်ကမပြတ်သားပဲဒုံးကျည်ပြစ်မှုတုံ့ပြန်တာတွေဟာ အကုန်နောက်ကျကုန်တာဖြစ်ပါလေ။ Israel ဟာလုံဝဲမစ်ရှင်တွေလုံနေရာမှာပေါ်တင်တိုက်ခိုက်မှုတွေလုံဆောင်လာခြင်း Israel leader IAF ဟာဒုံးကျည်ပြစ်လွတ်နိုင်တဲ့နေရာနဲ့လက်နက်သုံးလုံးတွေကိုစတင်တိုက်ခိုက်ပြီးနောက်ပိုင်းမှာ Israel လက်နက်စဲဝါပြစ်မှတ်ထားခဲ့ပါလေ။ရှားလက်ကတော့မျောလင့်ထားတဲ့ပူကောင်းကြောင့် Israel ကကွယ်ဝင်ကြီးဌာနကပြောပါလေ။ Israel စစ်လေရင်ဟာစုံစမ်းထောက်လှမ်းမှုအချက်လက်အကူအညီနဲ့ Iran လေပိုက်နဲ့အတွင်းပြန်တမ်းပြီးတော့ပြစ်မှတ်တွေတက်ခတ်ခဲ့တာပါ။ Iran တွေကမနစ်ကလို့ဒုံးကျည်တွေဒလဆက်ပြစ်လို့ခတ်နေတယ်။ ါောက်သူတို့ရဲ့တက်မှုတွေတိုးလောင်တဲ့နေရာတွေဒုံးကျည်လောင်ချန်စနစ်တွေထိခိုက်သွားလို့ကိုယ်ကဲထိန်ချုပ်မှုစနစ်တစ်ခုလည်းအဟန့်တားဖြစ်နေတာလို့ဆိုပါတယ်အစ္စရေးအီရန်ရဲ့ကျယ်ပြန့်လာတဲ့ပိုင်နယ်တွေကျန်နေသေးတဲ့အထိုင်ချလောင်ချာတွေနဲ့ရွေးရှားလောင်ချာစနစ်တွေကိုဆက်လက်ရှာဖွေနေစေဖြစ်ပါတယ်အီရန်ကိုပြင်းထန်တဲ့ထိုးနှက်ချက်လို့ကိုအစ္စရေးလက်တဲ့ IAF ဟာဒုံးကျည်လောင်ချာတွေများစွာတရှိရနေရလို့ယူဆရတဲ့ area ဒီပေါ်မှာလူလိုက်ပါတဲ့ဒေရင်များစွာနဲ့ပြန်တမ်းပြီးလောင်ချာတွေကိုအချိန်နဲ့တပြေးညီရှောက်ဖို့ဖြည့်ဆည်းဖို့ကြိုးပမ်းပါတယ် ြစ်မှတ်တွေရွေးရှားခြင်းလည်းမဟုတ်ကိုယ်ပြောင်ခြင်းမပြုမီချက်ချင်းတိုက်ခိုက်ဖို့တိုက်ခိုက်ရေးကျက်လက်ရင်တွေကိုအရန်သိမ့်ထားပါတယ်။အီဇိုရဲ့အဆက်မပြတ်လေကြောင်းတိုက်ခိုက်မှုနဲ့အီရန်ရဲ့ဒုံးကျည်လောင်ချစနစ်တွေရောနေသွားတဲ့အတွက်အီရန်ရဲ့ဒုံးနဲ့တိုက်ခိုက်နေဆိုရင်စူးစူးဝါးရောနေသွားမှာပါ။သူတို့ဒုံးကျည်တွေပြစ်လွတ်နိုင်ခြင်းရင်လည်းဒါတွေကိုကျွန်တော်တို့ရဲ့ကာကွယ်စနစ်တွေကဟန်တားသွားမှာဖြစ်ပါတယ်။ဒါစစ်တုံးရဲ့ဖွဲ့ကိုရောအစ္စရေးလေတပ်ပါပါနေတဲ့ရှုပ်ထွေးတဲ့ခက်ခဲတဲ့စစ်စင်ကြီးပါ။ရဲသားတွေတည်ဆုံးတဲ့အရာရှိပေမဲ့ စည်ရေးချင်းတွေကတော့အားတက်စရာဘာလို့အစ်စွေးကာဝေးအရာရှိတွေကပြောပါတယ်။